မြန်မာငလျင်ဘေးအတွင်းဩစတေးလျကလူသားစာနာမှုအကူအညီဒေါ်လာ9တန်းထက်မှန်ပေးအပ်မြန်မာငလျင်ဘေးအတွင်းဩစတေးလျနိုင်ငံကလူသားချင်းစာနာထောက်ထားမှုအစရာအကူအညီဒေါ်လာ9တန်းထက်မှန်ပေးအပ်သွားမယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနက AP2 ရဲ့ဒီကနေ့မှထုတ်ပြန်လိုက်ပါတယ်အခုထပ်မံပေးအပ်သွားမယ့်အကူအညီတွေထဲမှာတော့အစားအစာ၊ရေနဲ့သက်ရှင်ရေး၊အရေးပေါ်ကျန်းမာရေးနဲ့ပညာရေးတို့အတွက်ဩစတေးလျ NGO အနေနဲ့ ဒေတာတွင်မိဖက်အဖွဲ့အစည်းတွေကနေတစ်စက်ဒေါ်လာ3တန်းခွဲမိဖက်အဖွဲ့အစည်းတွေရဲ့အရေးပေါ်တောင်းခံမှုအတွက်ဒေါ်လာ5သိန်းနဲ့အာဆီယံရဲ့ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာလူသားချင်းစာနာမှုအကူအညီဆိုင်ရာညှိနှိုင်းရေးဗဟိုဌာန AAA Cemetery ကတစ်စက်အရေးပေါ်ကိစ္စရေးပစ္စည်းတွေအတွက်ဒေါ်လာ3သန်းစီပါဝင်နေတာပါဒါပြင်ဩစတြေးလျအစိုးရအနေနဲ့ပြီးခဲ့တဲ့အမှတ်30ရက်တုန်းကလည်းမြန်မာမှာလူသားစာနာမှုလုပ်ငန်းတွေအလင်းမြန်လုပ်ဆောင်နိုင်ဖို့အတွက် ကနဦးအကူအညီဒေါ်လာ2သန်းကို အပြည်ပြည်ဆိုင်ရာကြက်ချင်နီကော်မတီ ICRC ကသစ်ပေးအပ်ခဲ့တာဖြစ်ပါတယ်။ဩစတြေးလျအနေနဲ့မြန်မာစစ်အုပ်စုစီဘယ်အကူအညီမှတိုက်ရိုက်ပေးအပ်မှာမဟုတ်သလိုသူတို့ရဲ့အကူအညီဟာစစ်ကောင်စီကိုတရားဝင်မှုမဖြစ်စေဖို့အသေးအချာကြိုတင်ပြင်ဆင်ဆောင်ရွက်နေတယ်လို့လည်းနိုင်ငံခြားရေးဝန်ကြီးနဲ့နိုင်ငံတကာဖော်ပြရေးနဲ့ပစိဖက်ရေးရာဝန်ကြီးတို့ရဲ့ပူးတွဲထုတ်ပြန်ကြမှာဖော်ပြပါရတယ်။ ။ဩစတေးလျရဲ့အကူအညီဟာ ICRC နဲ့အရေးပေါ်ကျန်းမာရေးဆိုင်ရာအကူအညီတွေပေးအပ်ခြင်းအပါအဝင်အသက်ကယ်ဆယ်ရေးထောက်ပံ့မှုတွေကိုအချက်ချင်းလှုံ့ဆော်ဖို့အထောက်ကူဖြစ်စေနိုင်မယ်လို့လည်းဆိုပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။